လုံးဝမင်္ဂလာပါရှင် Bell Education Institute Channel အနေနဲ့ပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ခေါက်မှဆိုရင်တော့အရင်ဗီဒီယိုရဲ့ asset ဖြစ်တဲ့ basket ချုံလေးကိုပဲဆက်ပြီးတော့ပြသပါမယ်။အရင်ဗီဒီယိုမှဆိုရင် basket ရဲ့ရှည်ချမ်းလေးတွေကိုစားနေရဲ့ပြချင်အချိုးချနေရဲ့အတွင်းတောက်ထည်နေရဲ့တွေကိုတင်ပြတင်ပြပေးသွားပါရစေ။ဒီတစ်ခေါက်မှဆိုရင်တော့ ဒီနောက်ထမ်းတင်တောက်ထဲနီးတင်တောက်မှန်နီးတင်တောက်ထဲပြီးရောစားနီးနေပြီးကြရင်အဲပတ်စကတ်တစ်ခုလုံးကိုဘယ်လိုပုံစံမျိုးနဲ့အဲပြန်အချိုးချပြီးတော့အဲတည်တည်ချာချာညှိရမလဲဆိုတာရဲ့ပတ်စကတ်မှာဆိုရင်ခပ်ဖက်ရှိရဲ့အဲ့ခပ်ဖက်ကိုဘယ်လိုပုံစံမျိုးအချိုးချပြီးရောဘယ်လိုပုံစံဖောက်ကောင်မလဲဆိုတာရဲ့ နောက်တစ်ခုနောက်ဆုံးအနေနဲ့ basket ဘေးပိတ်နီးကိုအဲတင်ပြပြသွားမှာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ basket ချုပ်နီးအပိုင်းနှစ်လေးကိုလေ့လာကြည့်လိုက်ရအောင်။ဒီကတော့ data money ကိုပြသမှာဖြစ်ပါတယ်။ data money ကတော့အရှိမပြထားပြီးသားဖြစ်ပါတယ်။ဒီ ရှိမှာဆိုရင်တော့ခုနလမခွေရှိလမရှိထားတာပဲဒီမှာဆိုရင်ခုနလမခုနလမခွေရှိရယ်၃လမခွေအခြေထားတာပါလေအအရင်ဗီဒီယိုရဆိုရင်ပုံမှန်ဖြစ်တဲ့ခုနလမခွေရှိလမရယ်၄လမအခြေထားပေးတာပေါ့ဒါကကိုလုံးပေါ်လိုက်ပြီးတော့ပို့ထားတဲ့ဘလောက်ထားလို့ရပါတယ်အဲဆိုရင်တော့၃လမခွေအခြေရယ်ခုနလမခွေခုနခုနလမခုနလမခွေရှိရယ်ထားတာပါလေ တင်တော့မှနေအတိုင်းပဲဒီလိုဟိုဖက်တက်ပန်းမှမယ်ဒီဘက်တက်မှမယ်ဒီလိုဆိုနှစ်လက်မခွဲမှာသုံးလက်မခွဲအရှိနှစ်ခုနှစ်ခုတောင်းနှစ်ခုရပါပါပြီအဲ့ဒါပြီးရင်အမှတ်ထားတဲ့တောက်ကဲဟိုဘက်ကိုသုံးလက်မခွဲအခြေထပ်သွားပါမယ် ိုင်တယ်အဲ့လိုတော်ပြီဆိုရင်ခုနလမအရှည်ကနေပြီးတော့ပဲခုနလမခွေးနေရအချိန်မှာမှတ်ပါမယ်ဒါသုံးလမခွေးသုံးလမဝယ်ပေါင်းလိုက်တဲ့အတွက်ကြောင့်မလို့အဲဒီအချိန်ကလည်းခုနလမဖြစ်သွားတာပါဟိုဘက်တောင်းမှလည်းအဲ့ဒီတိုင်းပဲသုံးလမခွေးသုံးလမခုနလမအရှည်မှာခုနလမအချိန်နေရမှာပါလေဒါတင်တော့မှတ်နေနေပါတင်တော့ဆွေးနေရတော့ပြပြီးတော့ဖြစ်တဲ့အတွက်ချုံပြတော့ပါဦး တင်တောင်လေးတင်တောင်လေးနဲ့ဆွဲပြီးသွားပြီပေါ့နော်ဒါကတော့အတွင်တောက်ဒီတစ်ခါပြသွားမှာတော့ဒီတောက်တွေကိုမြှို့တိုက်တဲ့ခါမှာဆိုရင်လေးလေးချာချာတတ်တတ်ရဲပြအောင်ဘလိုတိုက်ကလဲဆိုတော့ပြသွားမှာဖြစ်ပါတယ်အရင်ဆုံးတောက်ကိုဒီလိုပုံစံမျိုးကိုလှဲခြင်းနဲ့ဘက်ကိုတိုက်ပါမယ်ဟိုဘယ်ဘက်တောက်ကိုဘယ်ဘက်လင်းမှာလဲအထင်းဘက်လင်းမှာလားဒါမှမဟုတ်အဲအဆုံးဘက်လင်းမှာလားဆိုပြီးတော့ကိုလှဲမဲ့ဘက်ကိုကော်တုတ်ပြရမယ်ကော်တုတ်ပြီးတော့မှကိုလှဲမဲ့ဘက်ကိုလှဲပါမယ် လဲပြီးပြီဆိုရင်မိဖို့လှဲလှဲကိုလှမ်းမဲ့ဘက်ကိုလှမ်းပြီးတော့မိဖို့တိုက်ခါမှာပဲမိဖို့တိုက်တဲ့နေရာမှာဆိုရင်လက်ကဒီတိုင်းပဲတိုက်လိုက်ရမှာမဟုတ်ဘူးလေလက်တစ်ဖက်ကနေပြီးတော့တောက်ရတဲ့ဖက်ကစင်စီကိုပိတ်စာကိုနည်းနည်းဆန့်ပေးထားပါမယ်အဲ့ဒါမှတောက်ကပို့ပြီးတော့အသားကြလို့ပါဒီမှာဆိုရင်တင်တောက်လေးတောက်ရောက်သွားပါပြီတင်တောက်လေးတောက်မှာဆိုရင်ဒီမှာအလဲမှတ်ဘက်ကိုအလဲမှတ်ဘက်ကိုတင်တောက်လေးတောက်လုံးကမျက်နှာမှာပါတယ်အဲ့ဒီတိုင်းပဲ တော့ဘုံဘူတိုင်းအဲပေါ်တော့ဘူးပြီဆိုရင်ပဲထောက်ကဲ့ပေးနာကပိစာပိစာတွေကိုလေးသေးချာချာဆန့်ပြီးတော့မှမိဘူးသေးချာတိုက်ပေးရပါမယ်ဒီဘက်ကတောင်းတော့ခုဆိုရင်လည်းအလဲမှတ်ပတ်ကိုပဲနေမှာပါ ဒီတော့ကအလဲမှတ်ပတ်လင်းမယ်ဆိုရင်၄တောင်းစလုံးကိုအလဲမှတ်ပတ်တယ်မှာလုံးဝမဟုတ်ဘူးနဲ့အပြင်အထောက်ကအလဲမှတ်ပတ်ကိုလင်းမယ်အတွင်းအထောက်ကအပြင်ဘက်ကိုလင်းမယ်ဆိုရင်လည်းအဲ့လိုပုံစံမျိုးအဲနှစ်ဖက်စလုံးကတောင်းတစ်ခုစလုံးကိုအဲ့လိုလိုပုံစံမျိုးလုပ်ပြီးလို့ရပါတယ် ။အဲဆိုရင်တင်တောက်တွေကိုမြို့ဝတိုက်ပြီးအာတော့ဒီတောက်ဆွဲထားတော့လည်းပုံစံမျိုးမဟုတ်ဘဲနည်းနည်းကတ်ပြီးတော့ပို့ပြီးတော့တိုက်ရတော့ပါလေ။အဲတုံးထက်အတွင်းတောက်တစ်ခုပါအတွင်းတောက်ကိုလည်းအဲ့တိုင်းပဲအတင်းဘက်နဲ့မှလားအဆွေဘက်နဲ့မှလားကိုလှဲမဲ့ဘက်ကိုကိုတုံးမယ်ကိုတုံးပြီးဗီနာပိစာလေးတွေကိုလည်းလည်းဆန်ပြီးတော့မမီးပူတိုင်းပြရပါမယ်ဒါတော့တောက်တွေကိုမီတောက်တွေကိုမီးပူတိုင်းလေးတွေပြောပြသွားတာပါတယ် ဒီခါမှာဆိုရင်တော့တင်တောက်ကိုအဲနောက်ချမ်းမှာပေါ့နော်နောက်ချမ်းရဲ့တင်တောက်ရဲ့အလဲမှမှာဆိုရင်တလမတမတ်ဆင်းပြီးတော့တောက်လေးကိုအဲအစွန်အနေပြီးတော့အဲဒီတဖြည်းဖြည်းချင်းစောင်းသွားမယ်နော်ပြေးပြေးလေးစောင်းသွားပါမယ်အဲ့လိုဆောင်ပြီးတော့ကတ်ချင်းနဲ့ညံသားကိုစားတယ်လို့ပြောပါတော့အကတ်ချင်းအဲ့လိုမျိုးစားပေးရပါမယ်အဲ့လိုမျိုးစားတဲ့ထောင်ရခဏကွာတောင်းဒီလိုတဲ့ကြီးမဟုတ်နေတဲ့အတွက်အဲ့လိုမျိုးပိတ်စားတယ်ဟိုစားပေးရတာဖြစ်ပါတယ် ထားပြီးပြီးဆိုရင်73လက်မှအချို့ချပါမယ်။ဒီအချို့ချတဲ့အခါမှာဆိုရင်ထောက်ကနှစ်လက်မှအသေးစားအတွက်တစ်လက်မှခောက်ပြီးသွားရဖြစ်တဲ့အတွက်73လက်မှပဲချရတော့ပါမယ်။ပထမအဆုံးညက်တောင်းရလို့ပုံစံမျိုးအတွေးတောင်းပထမဗီဒီယိုကအတွေးတောင်းမှတ်တောင်းရလို့ပုံစံမျိုး76လက်မှချကြရမလို့တော့ပါဘူး။အဲ့လိုနာမည်နာမည်ချချပြီးတော့ပြီဆိုရင်ဟိုဘက်ကနေလည်းချက်ပြီးတော့ တက်လမ်းမခောက်ပြီးတော့မှဒီဟိုခောက်ထားတဲ့နေရာနဲ့အတိနေရာမှာလာပါမယ်အဲ့လိုလာပြီဆိုမှဒီဘက်ကပထမခောက်ထားတဲ့ဘက်ကိုပြန်ပြီးတော့ဒုတိယခောက်ထားတဲ့ဘက်ကိုပြန်ထပ်ပါမယ်။ ်ဆိုရင်သူ့ရဲ့ခါကျန်26ကို73ရှိလားမရှိလားဆိုတာတိုင်းပြရပါမယ်73ရှိ73ရှိလားမရှိလားတိုင်းပြီးတော့73မရှိဘူးဆိုရင်နည်းနည်းလေးညှိပေးရပါမယ်73ရတဲ့အထည်အချီ ဲ့လို73ရှိသွားပြီဒီခါချိုးထားတာက73ရှိသွားပြီဆိုရင်ဒီရှေးချမ်းကလည်းရှေးချမ်းနှစ်ခုကိုနောက်ချမ်းနောက်ချမ်းဒီပါလောက်စားပေးရပါမယ်နောက်ချမ်းအတိုင်းလုံးဝတိုင်းကြာရတော့စားကြရစားပေးကြမလို့ပါဘူးဖိတ်စာလေးကိုနည်းနည်းခြံပေးထားပါမယ်။နောက်ခြံထပ် အဲ့လိုပြီးသွားပြီဆိုရင်အဲဒါဆိုရင်ဒီထမင်းရဲ့စားတာတွေပါလေအကုန်လုံးပြီးသွားပြီပြီးသွားပြီဆိုရင်ဒါပထမအဆုံးခောက်တဲ့73လက်မအချိုအဲ့73လက်မအချိုခောက်ပြီးတော့ကော့ကတ်ပြရမှာဖြစ်ပါတယ်သူ့ကိုကြတော့ခောက်ရဲ့အတိုင်းယူမှာဖြစ်တဲ့ချုပ်တဲ့ခါမှာဆိုရင်ခောက်ရဲ့အတိုင်းဒီနှစ်ထပ်ထပ်ထားတဲ့ပုံစံမျိုးယူမှာဖြစ်တဲ့အတွက်ဒီပိတ်စာကိုမကြိုင်ဟိုမလွဲသွားအောင်လို့ဒီလိုကော့ကတ်ပြရမှာဖြစ်ပါတယ် ဒါဆိုရင်စားထားတဲ့အတွက်ကြောင့်လို့အတွေးတောက်ကနေလည်းပြင်ဆင်သလိုဖြစ်နေတယ်။အဲဒါဆိုရင်ပြန်ပြီးတော့တုတ်ပြီးတော့အတွေးတောက်ကိုပြန်ပြီးတော့ဒီမပြည့်အောင်လုပ်ပြရပါမယ်။ဒါဆိုရင်ကတ်လုပ်ပြီးတော့ဒါဆိုထမင်းအတွက်ဒီလုံးစရာလေးအကုန်လုံးပြီးသွားပါပြီ။အဲဒါလေးပြီးသွားပြီဆိုရင်ခပ်ခပ်ပစီလုပ်မယ်။ခပ်ပစီလို့ဆိုရင်ဒီမှာ၃လမ်းမှ၃000နဲ့ လုံးထောင်နဲ့12လက်မှခွဲလောက်လုံထားပါတယ်အမှန်တကယ်လို့ကတော့2000ကျော်ကျော်လောက်ပဲလို့တာပါပိုပိတ်စားရှိရဲဆိုရင်ပိုထားတာပိုပြီးကောင်းတဲ့အတွက်ပိုပြီးရောထားထားတာပါအဲ့လိုမျိုးလုံးလုံးမျိုးကြီးဆိုရင်3000နဲ့12လက်မှခွဲရပြီဆိုရင်ဒီပိုနေရဲ့ပိတ်စားလေးကိုဖြတ်ထုတ်ပါမယ် ဒါဆိုရင်ထမင်းရဲ့ခွေးအချိန်အတိုင်းခပ်ပစီရသွားပါပြီ။ခပ်ပစီရပြီဆိုရင်အဲ့ရလာတဲ့ဟာကို၃၄ောက်ခောက်ပေးပါမယ်။၄ောက်ခောက်ပေးပြီဆိုရင်အနာသားဖေနာဖေဟာအနာသားရှိလဲဆိုတာကြည့်ပါမယ်။အနာသားတကယ်လို့ဒီ ခပ်ပစီလုံးတဲ့အခါမှာအနာသားမရှိဘူးဆိုရင်တစ်ဖက်ကိုဓာတ်ဆက်လိုက်ပေးရပါဖြစ်ပါတယ်။ဒီမှာဆိုရင်တော့အနာသားရှိရတဲ့အကြောင်းမလို့အနာသားမဟုတ်တဲ့ဘက်ကိုဖြတ်ထုတ်ပြီးတော့အနာသားကိုယူပါမယ်။ခပ်ပစီရဲ့အဒီအကျဲအဒီလိုမျိုးအကျဲအကြတော့သုံးလက်မှတ်မှတ်ရှိပါတယ်။အဲသုံးလမတ်တမတ်ရှိရတဲ့တခြားလုံးကိုသုံးလမတ်တမတ်သုံးလမတ်တမတ် ိုင်းမှတ်ပြီးတော့ဖြတ်ထုတ်มาပဲဖြစ်ပါတယ်ဒီသုံးသမားတစ်ပတ်ကလက်ကထိန်းနိုင်နေဆိုရင်ဟိုဘက်ဆိုနေဒီဘက်အစုံပဲသုံးသမားတစ်ပတ်မှတ်ပြီးတော့ဖြတ်ထုတ်လိုက်ရပါတယ်အဲ့တော့မှာပြီဆိုရင်အမှတ်ကလေးတွေကိုလိုက်ဆက်ပါမယ်ဆက်ပြီးပြီဆိုမှကတိရဲ့ပိုးတဲ့ဟာလေးကိုဖြတ်ထုတ်ပါမယ် ခပစီရကြတော့ဒီသုံးလုံးမှတတ်မှတ်ထားတဲ့ကောင်ဆိုရင်ဘယ်ပုံလုံးဖြစ်ဖြစ်သုံးလုံးမှတတ်မှတ်ထားလို့ရပါတယ်ဒီ queen ရဲ့ကျဲအရှိလို့ပြောရမလားအဲ့ queen ရဲ့ကျဲကတော့ဒီသူ့ရဲ့ထမင်းယူထားတဲ့ queen ပေါ်မှာမူတည်ပြီးတော့ထားရမှာပါအဲဆိုရင်ခပစည်းတွေအကုန်ရသွားပြီဆိုရင်ဒီတုံးနေပိစာကပါတဲ့အတွက်ကြောင့်မလို့ ကောဘိတ်ကောဘိတ်ပါကပ်ပါမယ်တကယ်လို့သုံးနေပိစာမပါဘဲနဲ့မမလေးဖြစ်နေရဆိုရင်တော့ကတ်စပိစီကမလိုပါဘူးမလဲအဲ့တိုင်းပဲကောဘိတ်ကိုလည်းခပတ်ခပတ်စီအတိုင်းပဲအရှိကိုဖြတ်မယ်ဖြတ်ပြီးပြီဆိုရင်မှတ်မှတ်ပြီးတော့ဒီဘလောက်ပုံနေလဲဆိုတာတိုင်းပဲသူက င်းလက်မပုံရရဖြစ်တဲ့အတွက်တစ်လျှောက်လုံးကိုအလောက်တိုင်းပြီးတော့ဖြတ်ပေးပါမယ်ဖြစ်ပါတယ် ိုနေတဲ့ဟာမျိုးဖတ်ထုတ်ပါမယ်ဖြစ်ပါတယ်လိုဖြတ်ထုတ်ပြီးဆိုရင်လည်းသူ့ရဲ့လည်းသူ့ကိုလည်းထုံးစံအတိုင်းလေးထုတ်ခေါက်ပါမယ် ောက်ခေါလို့ရတာလို့ဆိုရင်ဒီခပစီခပစီရဲ့အတိုင်းကိုဖတ်ထပ်ခပစီရဲ့အတဲ့အတဲ့အတိုင်းကိုအမှတ်ပြရဖြတ်တော့ပါမယ်ဖြစ်ပါတယ်ကိုပိညတဲ့ခါမှာဆိုရင်ကိုပိကပြောတဲ့အတွက်ညီညီလေးထွက်အောင်လို့ညှက်ပြီးပို့လို့ပါတယ်ဒီမှာဆိုရင်တော့ဒီခပ်ပစီကိုကိုပိကပ်ပေးပါဖြစ်ပါတယ် ကော်ဗစ်ခရီးကအဲ့လိုမျိုးအညီအညာချချပြီးတော့မြို့တိုက်ပြလိုက်ရလည်းရပါပြီတခြားလုံးကိုအဲ့လိုပုံစံမျိုးလုပ်သွားရင်ရပါအဆင်ပြေပါလေမာဆိုရင်ကော်ဗစ်တခုတော့မြို့တိုက်ပြရဖြစ်တဲ့အတွက်ခက်ခဲစိတ်ဆောက်တော့ပါပဲ နာသားဘက်ကိုအကြံယူပြီးတော့ဒီအနာသားမဟုတ်တဲ့ဘက်ကိုခောက်ပါမယ်။ပထမအဆုံးတလက်မပြားကိုတော့မင်းတလက်မပြားခောက်ပါမယ်။ပြချင်တဲ့အဲ့တိုင်းပဲတချောင်းလုံးကိုဒီအင်းခပစီက၃လုံးကျော်ရှိရတဲ့အဲ့၃လုံးကျော်တချောင်းလုံးကိုတလက်မပြခောက်မယ်ခောက်ပြီးရင်ဒီလိုနောက်ထပ်တစ်ခေါက် ါပါမယ်နောက်နောက်တစ်ခေါက်ခေါက်ဝဲတဲ့အခါမှာဆိုရင်လုံးဝအတိခေါက်ခေါက်မှာမဟုတ်ဘူးခင်ပိစားတမတ်လောက်တမတ်မဟုတ်လည်းတစိလောက်အဲ့လောက်ပုံစံမျိုးထွက်ပေးထားပါမယ်အဲတော့ခပတ်ကိုဒီလိုပုံစံအတိုင်းတစ်ချောင်းလုံးကိုခေါက်ပေးသွားရရပါတယ်နည်းနည်းချံပိစားနည်းနည်းချံပေးထားပါမယ်ဆိုရင်ဖက်ဖက်စီရသွားပြီ ရတာမျိုးဆိုရင်စပြီးချုပ်တော့မယ်ဆိုရင်ခုနကတော့ကနှစ်ထပ်ထပ်တဲ့နေရာမှာသူကနှစ်ခေါက်ယူမှဖြစ်တဲ့အတွက်ကော့ကတ်ထားပါတယ်။အဲ့ကော့ကတ်ထားတဲ့နေရာကိုဆက်နဲ့အရင်ဆုံးထိပေးလိုက်ရပါမယ်။ဒီအမှဒီထိုးတဲ့ခါမှာဆိုရင်မပြီးတော့ဘယ်နဲ့ပို့ပြီးတော့ထိုးလို့အဆင်ပြေပါတယ်။ ဲ့ချုပ်ပြီးသားပြီဆိုရင်ထမင်းရဲ့အောက်ခြေပါဒီဘန်နံကခောက်ထားတဲ့ဟာရှိရယ်။အဲပထမဆုံးသုံးနံမှခောက်ပြီးတော့တဖြည်းဖြည်းချင်းအပေါ်ဆောင်းသွားတဲ့ဟာလေ။အဲ့ဟာလေးကိုဖြီးလိုက်ရဒီဘာမှဆိုရင်ဖြီးလိုက်ရတော့ပါမယ်။ဖြီးလိုက်ပြီးတော့မှဟိုဘက်နဲ့ဒီဘက်အလားအလာကြီး ထပ်ပါမယ်ထမိန်အစိုးနှစ်ခုကိုအလားလားချင်းထပ်ပြီးတော့ဒီခောက်ခေါ်ထားတဲ့ခါမှာဆိုရင်အရာလေးကျန်နေတယ်အဲ့အရာလေးတိုင်းထုတ်သွားရပါတယ်ဒါကတော့ဘဲပုံးမှုလို့ဒီခောက်ထားတဲ့အရာလေးကအပေါ်မှာရှိနေရပေါ့နော်ညာပုံးဆိုရင်ခောက်ထားတဲ့အရာလေးကအောက်ရောက်သွားတာဖြစ်တဲ့အတွက်အဲ့ခောက်ထားတဲ့အရာလေးတိုင်းကိုကိုကမှန်းပြီးတော့ထုတ်ပြရမှာဖြစ်ပါတယ်ဘဲပုံးကတော့ခောက်ထားတဲ့အရာလေးကအပေါ်မှာရှိနေတဲ့အတွက်ပို့ပြီးတော့အဆင်ပြေပါတယ် ဥပမာဆိုရင်ဒီပိတ်စားနှစ်ခုကိုပိတ်သမင်ရဲ့အစိုးနှစ်ခုကိုညီလာမညီလာညီမယ်ညီပြီးတော့မှခောက်ထားတဲ့အရာလေးတိုင်းချုပ်ပေးရမှာဖြစ်ပါတယ် ထုတ်ပြီးဆိုရင်ပေးနှိထားတဲ့ပိတ်စာလေးကုန်းကန်လေးလောက်ဆိုအကုန်ထိမသွားပဲနဲ့ကုန်းကန်လေးလောက်ရောက်ပြီးဆိုရင်တစ်ခါရက်မယ်ရက်ပြီးတော့တစ်ခါညှိထားတဲ့ပိတ်ပိတ်စာအစိုးနှစ်ခုပြန်ညှိမယ်ညှိပြီးတော့ခောက်ထားတဲ့အရာတိုင်းကြောင်းရပါတယ်တဖြည်းဖြည်းချင်းချုပ်လာလို့ဒီ အစွန်နာလောက်ကိစ္စအကုန်လုံးမယ်ဆိုရင်ကိုလက်မနေရအမှတ်ကိုမှတ်ကားပါမယ်အဲ့နေရာမှာ င်တုံပါပါဒီအိမ်နေရာမှာဒီဟိုခောက်ထားတဲ့အရာတိုင်းချုပ်တဲ့ဟာကသုံးပါပါဘာဖြစ်လို့လဲဆိုတော့ကျတော့ပတ်စကတ်တွေမှာဆိုရင်ဒီအတွင်းနားလေးမှာအခွဲလေးတွေရှိရဲအဲ့အခွဲလေးလုံးဖို့အတွက်ဒီနားမှာကိုလမနေရာမှာရက်ကားတာပါတယ်ဒီကိုလမနေရာမှာရက်တဲ့ဟာလည်းသူ့ရဲ့ကိုလုံးပုံမှုတည်ပြီးတော့အဲကိုလမမဟုတ်လဲရှင်လမအဲဒါမှမဟုတ်ဟိုးဆဲလမကိုကြိုက်တလောက်ထားလို့ရပါတယ်ကိုလုံးပုံမှုတည်ပြီးတော့ ဒီမှာတော့ကိုလက်မှတ်ထားတာပါတယ်ကိုလက်မှတ်ထားတာပြီဆိုရင်ဟိုဘက်နဲ့ဒီဘက်အခွဲနှစ်ခုရှိရဲ့အဲ့အခွဲနှစ်ခုကိုဒီဟိုဘက်ကအခွဲကိုကြည့်မယ်ဒီကျွန်ချိုးကြောင်းနဲ့ပါနေအခွဲအဲ့အခွဲအဲအတိုင်းအဲ့အခွဲရဲ့ပမာဒီအကျဲအတိုင်းကိုဒီတစ်ဖက်မှာလည်းအဲ့လိုမျိုးခောက်ပြီးတော့ဆက်နဲ့ပေါက်ပြရပါဖြစ်ပါတယ်မဆွေအိမ်မှာဒီအဆုံးမှာပေါ့နော်ဒီနားလေးမှာအိမ် ။အဲ့မှာဆိုရင်ခုနကတော့ကိုယ်လက်မယက်ထားတဲ့နေရာအဲ့ယက်ထားတဲ့နေရာနေယက်ထားတဲ့နေရာအပေါ်ဘက်ကိုဒီလိုပုံစံမျိုးအခွဲနားမှာအခွဲလုံးမှာဖြစ်တဲ့အတွက်ဒီလိုပုံစံမျိုးပေါက်ပြရတာဖြစ်ပါတယ်။ဒီကိုယ်လက်မနေရာရဲ့ချုပ်ထားတဲ့နေရာရောက်ပြီဆိုရင်ဆက်အပ်ကိုထောင်းမယ်ထောက်ပြီးတော့ပြီးမှပြီးတော့မိစ္ဆာကိုလှည့်ပေးရပါမယ်။လှည့်ပြီးတော့ဒီလိုချုပ်ပေးသွားမယ်။ဒါဆိုရင်နောက်ထပ်တစ်ချမ်းဘက်ကိုရောက်သွားပြီ။ အဲ့နောက်ထပ်တစ်ချမ်းမှာဆိုရင်လည်းအဲ့တိုင်းပဲဆက်အက်ကိုထောက်ပြီးတော့ပြီးမှာမယ်ပြီးမှာပြီးတော့ဆက်ကိုလက်လှဲပြီးတော့မှဒီခောက်ထားတဲ့အတိုင်းလေးထုတ်ပေးသွားရင်ရပါတယ်ဒါဆိုရင်အဆုံးသားရောက်ပြီဆိုရင်နည်းနည်းတုတ်ပြရပါမယ်။ဒါတော့ဒီ ထမင်းပတ်စက်ကကိုဘေးပိနေရယ်ဘေးပိတဲ့ခါမှာဆိုရင်အဆုံးထိမပိတ်ပဲနဲ့ဒီအတွင်းနားမှာရှိပါဖြစ်တဲ့အတွက်ဒီလိုအခွဲလေးထည့်နေရယ်ပါအဲ့အခွဲကိုမှနောက်ထပ်ထောက်လိုပုံစံမျိုးလေးအဲနည်းနည်းသိမ်းပေးရပါတယ်ဒီမှာဆိုရင်တော့ကြောက်ကြဲရငါမှုနဲ့အရှည်ရသုံးလက်မှထားထားပါတယ်ဒီလိုသိမ်းပေးရတဲ့အကြောင်းကကြတော့ဒီ မေရဲ့ဘေးပိတ်တဲ့ခါမှာဆိုလဲအောက်မှာလဲအောက်တောက်အနေနဲ့ဆွေအဆောင်ပြီးတော့ထည့်ထားတယ်ဒါကလဲထမေဥမထွက်အောင်လို့အတွက်ဖြစ်ပြီးတော့ဒီလိုမျိုးသိမ်းပြီးတော့၃ငါးမှုအကျင်နဲ့၃လမအရှိအဲ့လိုမျိုးထောက်လို့ပုံစံမျိုးသိမ်းပြရတယ်အဲ့အတွက်ပါပဲ ဒါဒီလိုမျိုးတိမ့်တဲ့အခါမှာဆိုရင်လည်းတောက်ဆွဲနေတဲ့အတိုင်းပဲဆွဲပေးဖြစ်ရပါတယ်ဒီတစ်ခေါက်မှဆိုရင်တော့အဲတတီတောက်မှန်နေရေတီတောက်ကိုတောက်ချိုးနေပြီဒီကြရင်ထမင်းကိုတစ်ပတ်ဆက်ကပ်ကိုအဆုံးထိဆိုရင်ဘလို့အဲအဆုံးထိစစားနေရေဒီကြရင်ပတ်ဆက်ကပ်ကခပတ်လုံးနေရေဒီကြရင်ပတ်ဆက်ကပ်ရဲ့ဘေးကို ်ဘေးပိတ်ဘေးပိတ်ပြီးတော့အခွဲကိုဘလောက်ချင်ရတယ်အခွဲချင်ပြီးပြီဆိုရင်လည်းဗတ်ဒီလိုမျိုးအဲအခုလိုမျိုးတိုင်းတဲ့အခါမှာဆိုရင်ဘလောက်နဲ့ဘလောက်အရှိတိုင်းရမလဲဆိုတာကိုသင်ပြပြသွားပြရပဲဖြစ်ပါတယ်ဒီအခွဲကိုတိုင်းအခွဲနားမှာတိုင်းတဲ့အခါမှာဆိုရင်လည်းကိုယ်စိတ်တိုင်းဘလောက်တိုင်းချင်လဲဆိုတာကိုလုံးလို့ရပါတယ်ဒါလည်းပုံသိမရှိပါဘူးနောက်တစ်ခါမှာဆိုရင်နောက်ဗီဒီယိုမှာဆိုရင်တော့ခပ်ပတ်တန်နီလေးကိုပြပေးသွားမှာဖြစ်ပါတယ် ဗီဒီယိုလေးကတော့ Delaware ဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုမှာဆိုရယ် Pascal Pascal ကခဘတန်နီကိုပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ဗီဒီယိုလေးကိုလည်းဆုံးမြေ issue ပေးကြပါအောင်။ဒီဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။